ဒီမှာတိန်း20တန်းပန်းအောင်ဆုံးနေရပါ။ဆရာသူ့စိတ်ထဲကဖြစ်ပြီးတော့သူ့သူပြောလိုက်တာ။ကိုလည်းအဲ့လိုပြောလိုက်မှလို့မထင်လိုက်ဘူးနော်။ဆရာဒီတိုင်းပဲအဲ့လိုစပြီးတော့ပြောလိုက်တာ။ဇဗင်ကအဲ့လောက်ကြီးတော့ဈေးကြည့်ရမျိုးမရှိပါဘူးလို့အဲ့လောက်ရှိရဆိုလဲလုံးမမဟုတ်ပါဘူးလို့ B47 ကိုအဲ့လိုတကယ်လာပြီးလုတ်ပေးရလူကြီးဆိုတော့အတိမာပါ။အဲ့ဟာတကယ်မဟုတ်ဘူးဆိုတာပေါ့နော်။အဲ့မှာဇဗင်လုံးဝင်ရဒီဈေးဆိုးတာဆိုရင်ဇဗင်အရန်အဲ့လိုအရှိဆိုရင်တော့မှ3သိန်းကျော်4သိန်းလောက်ပါပဲ။ မင်္ဂလာပါအစကတော့အဲ့လိုအလှပတိတ်စိတ်ဝင်စားတာမျိုးမဟုတ်ဘူးဒါပေမဲ့အဲ့လိုသူအသက်ရတခုရောက်လာတော့မင်္ဂလာဆိုလှရှင်ပါရှင်နဲ့အဲကိုလေးလေးလာနေနေပေါ့နော်အခုလိုမျိုးပဲတီးချင်တဲ့လူလေးရှိရင်အဲ့လို sharing လုပ်ပေးရင်းနဲ့ဒီ beauty vlog blogger ပေါ့နော်အဲ့ဒီကိုရောက်လာပါထက်တူတော့ကြပါရဲ့ကိုဒီအိုင်းဝါသနာပါပြီးတော့ဒီအိုင်းလေး page စာဖွင့်နေပေါ့နော်အကိုတိရလေးတတ်တာလေးအဲ့လိုမျိုးကိုတုံးနေကြပစ္စည်းလေး sharing လုပ်ပြီးနေလဲလောက်တာဆိုတော့ထပ်တူရကြပါတယ် မင်္ဂလာပါဒီနေ့မှာရောဟိုနေ့ရောဝယ်လာတဲ့ Roman Gold Lipstick လေးကို color swatch လုပ်ပြနေနေ review တခါပြေးသွားမှာဖြစ်ပါတယ်။လုံးလုံးနေရလို့မထင်ဘူးနော်။ကိုတာမန်လုံးနေကြအဥစားလေးလုံးနေနေ။အော်ဒီဟာလေးကဒီလိုမျိုးလေး video လေးရိုက်လိုက်မယ်။စာလေးရေးပြီးတင်လိုက်မယ်ပေါ့နော်။အဲ့လိုမျိုးလေးဆိုတော့စိတ်ပင်ပန်းတာပါညာအဲ့လိုမျိုးတော့မရှိဘူးပေါ့နော်။ပျော်တယ်။ ပြီးတော့ကိုဥစ္စာလေးကြည့်ပြီးတော့သူများရဲ့အော်ဟဲ့ဒီဟာလေးကြည့်လိုက်လို့ငါတို့တော့ဒီလိုလေးပြောင်းလဲသွားတယ်အဲ့လိုမျိုးဆိုရင် ပီတိဖြစ်တယ်ပေါ့နော်အမှန်တော့ပေါ့နော်ဆရာကဟိုဇမင်သူဒီတိုင်းဆိုးပေးနေနေတယ်ပဲအဲ့မှာလည်းတော့ဗီဒီယိုလေးအဲ့လိုရိုက်နေတာပေါ့နော်ဒီမှာတိန်း20တန်းပန်းအောင်ဆိုးနေရပါဆရာသူ့စိတ်ထဲကဖြစ်ပြီးတော့သူ့ကိုပြောလိုက်တာကိုလည်းအဲ့လိုပြောလိုက်မှလို့မထင်လိုက်ဘူးနော်ဆရာဒီတိုင်းမှအဲ့လိုစပြီးတော့ပြောလိုက်တာတော့မဲ့အာဆရာဗီဒီယိုတင်လိုက်တဲ့အချိန်မှာ တချို့တွေကတကယ်ထင်သွားကြရယ်ပေါ့နော်ဒါပေမဲ့ V47 အဲ့လိုတကယ်လာပြီးလုပ်ပေးရလူတွေဆိုတော့တိမာပါအဲ့ဟာတကယ်မဟုတ်ဘူးဆိုတာပေါ့နော်အဲ့မှာဇပင်လို့ဝင်ရဒီဈေးဆိုးတာဆိုရင်ဇပင်အရန်အဲ့လိုအရှိဆိုရင်တော့မှ3သိန်းကျော်4သိန်းလောက်ပါပဲဇပင်ကအဲ့လောက်ကြီးတော့ဈေးကြည့်ရမျိုးမရှိပါဘူးလို့အဲ့လောက်ရှိရယ်ဆိုလဲလုံးမမဟုတ်ပါဘူးလို့အဲ့ဟာကြတော့ဟိုးအရင်နေရလို့ပြောရမှာပေါ့နော်ကြောင်းတက်တဲ့ကြောင်းသားဘွားတွေကအမြင်ရဇပင်ကအဲ့လို highlight ဖောက်ဖြစ်တယ်ပေါ့နော်အဲ့လိုနှစ်တန်းသုံးတန်းလောက်ထဲကဇပင်ကအဲ့လိုလောက်ဖြစ်တာ သမင်းအယောင်ဆိုးရတာလည်းကြိုက်တယ်ကိုကိုကူအဲ့လိုပုံစံအစ်တလေးနဲ့မြင်ရတာပေါ့နော်အဲ့ဒါလေးကိုသဘောကျရတယ်အဲ့လိုမျိုးကိုသမင်းအယောင်ဒီလိုမျိုးလေးနဲ့ဆိုရင်ငါဘလို့ရုပ်ကလေးထွက်လာမလဲပေါ့နော်အဲ့လိုဆိုတော့အဲ့တောင်းတက်တဲ့ဘဝရဲ့အဆိုးဖြစ်တယ်နောက်ပြီးတော့ဒီကြောင်းပြီးွားတဲ့အချိန်မှာလဲသမင်းအယောင်တစ်မျိုးပြီးတစ်မျိုးအဲ့လိုချင်းဖြစ်တယ်တကောလုံးမှာတော့သမင်းကအပြောင်းလဲပြောင်းလဲရအများဆုံးပေါ့နော်ဘာလဲဆိုသမင်းဘာလို့လဲဒီတစ်ခုအဲ့လိုတခုပျော်ရယ်ဆိုတော့အဲ့ငါသမင်းလေး ချိန်လိုက်ရင်ကောင်းမယ်တခါအဲ့လို3လလောက်နေရင်လည်းဇမင်းကဒီလိုပုံစံနဲ့ဖြစ်နေရကြပြီပေါ့နော်ငါ look အစ်စ်လေးလိုချင်တယ်ပြောင်းလိုက်ပြောင်းလဲလိုက်အောင်မယ်ဆိုရလို့ပြောင်းပြောင်းဖြစ်တာပါဇမင်းဆိုးချင်တဲ့လူကြီးဆိုရင်အရင်ဆုံးကိုယ့်ရဲ့ဇမင်တိုက်ကိုအရင်ဆုံးသိအောင်လို့ပေါ့နော်ကိုကအုံနာပြောလို့ဇမင်ဖွာရဲပါလားစီရန်ထွက်တဲ့လူတွေမှာပါလားဇမင်ဖွာရဲလူဆိုတော့ဇမင်စီးဆိုးဖို့ဆိုရင်တော့အဲ တေချာလေးစဉ်းစားပါတော့နော်ဘာလို့ဆိုကိုကပို့ပြီးထိမ့်သိရမှာဟုတ်သဘင်ကကိုကစီသိမ့်မထွက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်လို့အောင်လာလို့စီကန်းကောင်းသုံးပေးရမယ်ပို့ပြီးတော့ caring လုပ်ပေးရတာပေါ့နော်စီထွက်တဲ့လူဆိုရင်တော့တိတ်အဲ့လိုအရန်ပွားလေးပါတိတ်သုံးပေးစရာမလိုဘူးအဲသမင်းဒီလိုခေါင်းဆော့ပြီးသွားတဲ့အချိန်ဟဲကုတ်လေးပဲဖြစ်ဖြစ်ဟဲဝိုင်းလေးပဲဖြစ်ဖြစ်ကိုကသုံးပေးလိုက်တယ်ဆိုရင်သမင်းကခံတယ်နောက်ပြီးတော့သမင်းအဲ့လိုမျိုးဖွာတာကြမ်းတာအဲ့လိုမျိုးလည်းမဖြစ်ဘူးသမင်းကတော်တော်ဤတုံတုံလေးပေါ့နော်အဲ့လိုမျိုးလေးကြားနေပါလိမ့်မယ် အနောက်ပြီးတော့အခုနောက်လို့သပင်းကျွတ်မာလားပါလားဆိုသပင်းကတော့ကျွတ်တာပဲပေါ့နော်ဟိုအနည်းနဲ့အများတချို့ကျတော့ original DI သားမဲ့သပင်းကိုအရန်ကျွတ်တယ်ဆိုရင်တော့ကိုကဒီ hair loss ကိုထိမ့်ပေးရဲ့အဲရှမ်ပူတွေကွန်ဒီရှင်နာတွေအဝိုင်းတွေအဲ့ဒါမျိုးလေးပေါ့နော်ပြောင်းပြီးသုံးပြီးရင်တော့အဆင်ပြေမှာပါရှက်လှချင်ရပတ်စံများများသုံးမှာမဟုတ်ဘူးပေါ့နော်နည်းနည်းသုံးပြီးတော့လှလို့ရရင်များများသုံးပြီးလှလို့ရရင်ကို သုံးနိုင်တဲ့ budget ပေါ်မှာလိုက်ပြီးတော့ဗောနော်လှချင်နေဆိုရင်လှအောင်လုပ်လို့ရပါတယ်လို့ project တွေကတော့အများကြီးပဲဗောနော်ဈေးကွက်မှာအဲ့လိုဆိုတော့လူတွေကဘာသုံးလို့သုံးရမှန်းမသိဒါလေးကောင်းလို့လောဟာလေးကောင်းလို့လို့တချို့ဆိုရင်ဝယ်တယ်ကိုနဲ့အဆင်မပြေဘူးအဲ့လိုမျိုးပေါ့နော်အစင်မပြေဘူးဆိုတော့ကိုယ်မျက်နှာမှာတချို့ဝက်ချန်နေရှိရလူရှိမယ်အသား၆တဲ့လူအရင်အစီပြန်တယ်လို့ကိုယ်နဲ့ကြိုက်တဲ့ product မျိုးတချို့ရှာမတွေ့တတ်ဘူးပေါ့နော်ဆိုတော့ကိုကအဲ့လိုမျိုးလူတွေကိုသူတို့ဖြစ်နေတဲ့ problem မျိုးပေါ့နော်ကွအဒါလေးဒီလိုမျိုးလေးတော့အစင်ပြေးသွားစေချင်တာပေါ့နော်လှက်လှလေးဖြစ်သွားစေချင်တာပါငါရေးလိုက်တဲ့အရာတခုပေါ့နော်ငါ sharing လုပ်လိုက်တဲ့အရာတခုတင်လိုက်တဲ့အရာတခုကလူတယောက်ပြောင်းလဲသွားတယ်ပေါ့နော်သူ့အတွက်ကောင်းကျိုးဖြစ်သွားတယ်ဆိုရတဲ့တယောက်ပဲပြောင်းလဲသွားအောင်အရန်ပီတီဖြစ်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်